ကျွန်တော်ဟာမအူဝင်မြို့ရဲ့မြကန်းနားအောက်ဖက်ပိုင်းမှာဝါဒနီရောင်းဝယ်ရေးပွဲရုံလုပ်ငန်းလုပ်ကိုင်နေသူဖြစ်ပါတယ်။ကန်နာပိုင်းမှာတခြားဝါဒနီပွဲရုံတွေလည်းရှိကြပြီးတော့ကျွန်တော်ရဲ့ပွဲရုံဟာပွဲရုံနယ်ရဲ့တောင်ဘက်အစွန်းမှာရှိနေပါတယ်။ကျွန်တော်တို့ပွဲရုံများမှာအနေနဲ့ရက်ရက်မှာမြလန်းခီးနဲ့လာကြသူများနဲ့ကုန်းမမှာရှိတဲ့မျိုးရင်းရက်ွက်နေသူများလုပ်ငန်းတွင်ကျဲစွာရောင်းဝယ်ဖောက်ကားနိုင်ကြပါတယ်။တညမှာဖြစ်ပါတယ်။ ကျွန်တော်ကကုန်းပေါ်မှာရှိတဲ့မျိုးစုံရက်ွက်တဲကိုတွားရောက်လဲပတ်ပြီးတော့ပြန်လာခဲ့တာပါ။ကန္နာဘိုင်းမှာရှိတဲ့ကျွန်တော်ပွဲရုံတွေကိုပြန်ရောက်ချိန်မှာတော့ည10:00နာရီခွဲတက်တာရှိနေပါပြီ။ပွဲရုံနောက်ခန်းမှာတော့ကျွန်တော်ရဲ့မိသားစုကအိပ်ယာထဲပဲဝင်နေကြပြီမို့လို့တိတ်ဆိတ်ငြိမ်သက်လျက်ရှိလာပါတယ်။ပွဲရုံရဲ့ကောင်းရင်ဘက်မှာတော့ကျွန်တော်ရဲ့အိပ်ယာကန်းရှိပါတယ်။ကျွန်တော်ကလည်းအခန်းထဲကိုရောက်တာနဲ့အိပ်ယာထဲဝင်ပြီးတော့လဲလိုက်မိပါတယ်။ နေ့လယ်ပိုင်းကအလုတ်ပင်မထားတဲ့ပြင်အိယာဝင်ကျင်ကလည်းနောက်ကျနေပြီမလို့အချိန်နှဲငယ်မှာပဲအိပ်ပျော်သွားမိပါတယ်အချိန်ဘလောက်ကြာသွားတယ်ဆိုတာတော့မသိပါဘူးအိယာမှာတရေနိုးလာချိန်မှာတော့ညင့်တော်နဲ့နေပြီလို့ခံမှန်းလိုက်မိပါတယ် ကျွန်တော်ကတရင်နိုးလာပဲမလဲအပေါ်ဘာသွားကျင်စိတ်မရှိတာကြောင့်အိရာထဲမှာပဲဆက်လဲပြီးတော့မင်းနေမိပါတယ်အိမ်မပြောသေးပဲနဲ့မျက်လုံးများဟာမင်းနေစဲမှာပဲပွဲရုံအပြင်ဘက်စီကဝလုံးဆွဲယူနေတဲ့အတန်ကိုကြားလိုက်ရပါတယ်အိရာကနေအတင်းကျုံထားလိုက်ပြီးတော့ဘေးနားမှာရှိတဲ့လက်နိုင်တက်မီကိုဆွဲယူလိုက်ပြီးတော့ထိုးကြည့်လိုက်မိပါတယ်ဆိုရင်နေစိတ်တွေတန်ရရစိတ်တွေနဲ့အပြင်ဘက်ကိုထွက်မယ်လို့လှုပ်လိုက်ပြီးကမှသတိတစ်ချက်ဝင်လာတာကြောင့်မထွက်ပြစ်တော့ပဲနဲ့လက်နိုင်တက်မီကိုဘေးနားမှာပြန်ချထားပြီးတော့အိရာပေါ်မှာပြန်လဲလိုက်မိပါတယ်ကြားလိုက်ရတဲ့ဝါဆွဲတံကိုဆိုရင်တန်ရရစိတ်မဖြစ်လို့တော့ပါဘူးကျွန်တော်ကလည်းဆက် က်အိတ်လို့ရမှာမဟုတ်တော့ပါဘူးစစွန်းနာတို့ကဝါဆွဲတဲ့ကြားခဲ့ရတဲ့အဖြစ်ပြက်မျိုးဟာလွန်ခဲ့တဲ့ညဘက်တွေမှာလည်း၃-၄ချိန်လောက်ကြားခဲ့ပူပါတယ်အဲဒီချိန်တုန်းကပွဲရုံအပြင်ဘက်ကဝါဆွဲတဲ့ကြားလိုက်ရရင်တန်တရာစိုးရင်စိတ်တွေနဲ့ပွဲရုံအပြင်မှာထွက်ပြီးတော့လက်နိတ်တက်မီနဲ့ဟိုဟိုဒီဒီထိုးကြည့်မိပါတယ်ဒါပေမဲ့လည်းဘာကူမှရှာမတွေ့ခဲ့ပါဘူးထူးခြားနေတာကဝါဆွဲတဲ့ကြားရပြီးတော့ထပ်ကြည့်ပြီးတဲ့နောက်အနှဲငယ်ကြာမှာတော့ကျွန်တော်ရဲ့ပွဲရုံကိုမြင်းဝါး၅လုံးနဲ့နှီး၁၀သာလာဝဲသူတွေရောက်လာတတ်ပါတယ်မြင်းဝါး၅လုံးနဲ့နှီး၁၀သာလာဝဲကြတဲ့ကိစ္စဟာတည်ဆုံသွားသူတွေကိုတင်ထားမဲ့ကတ်လုပ်ဖို့အတွက်လာရ ရဝေယူကြခြင်းဖြစ်ပါတယ်ကျွန်တော်ထင်ထားတဲ့အတိုင်းပါပဲမိနစ်နည်းငယ်လောက်ကြာသွားပြီးတဲ့နောက်မှာတော့အိယာထဲမှာအိတ်မပြောသေးဘဲနဲ့ရှိနေကဲပွဲယုံရဲ့ဘေးလူသွားလန်းကနေစကားပြောတဲ့နေကြားရပြီးတဲ့နောက်မှာတော့ကိုငယ်ကိုငယ် မြေဝါးငါးလုံးနဲ့နှီးတက်စေသားတော့ရောင်းမအောင်ဗျပွဲရုံရှိအပြင်ဘက်ကနေလမ်းပြောလိုက်တဲ့သူကကျွန်တော်နဲ့ခင်မင်ရင်းနှီးတဲ့ကိုကျော်မင်းရဲ့အတန်ဖြစ်ပါတယ်ကျွန်တော်ကအဲ့ရကနေထားလိုက်ပြီးတော့လက်နေတက်မီကိုယူပြီးတော့အခန်းထဲမှာရှိတဲ့ဓဏိဘုံဘော်ကနေနှီးတက်စေသားတတခန့်ရှိမယ်နှီးတစည်းကိုဆွဲယူလိုက်ပြီးပွဲရုံရှိဝါးဘုံဘေးမှာယက်နေတဲ့ကိုကျော်မင်းစီကိုတွားရောက်ပြီးတော့ပေးလိုက်ပါတယ်မြေဝါးငါးလုံးနဲ့နှီးတက်စေသားဟာဘာလုပ်မယ်ဆိုတဲ့ကိစ္စကိုကျွန်တော်ကနားလည်ထားပြီးဖြစ်တာကြောင့်မလို့ ကိုကျော်မင်းခမားတို့လန်နေရဘသူဆုံးလို့လဲဗျာကျွန်တော်ကအဲ့လိုမေးလိုက်တဲ့အခါမှာတော့ကိုကျော်မင်းကသူနဲ့ပါလာတဲ့လူငယ်ကိုနှီးစည်းလမ်းပေးလိုက်ရင်လည်းကျွန်တော်တို့အိမ်သားလေးကနာတာရှည်ဖြစ်နေတဲ့အဖိုးဘာဗျာဒီလိုပါပဲလူမွေရေးရကူညီရတာပါပဲကိုငယ်ကျွန်တော်ကလည်းကိုကျော်မင်းကိုလေးစားမိပါတယ်သူတို့နေတဲ့လမ်းနဲ့အနီးတစ်ဝိုက်မှာနာရေးကိစ္စရှိရင်သူကမနေတဲ့ဘက်နဲ့ဆင်းရဲပင်ပန်းခံပြီးတော့ကူညီပေးလိမ့်ရှိပါတယ်ပရာဟိတာစိတ်ရှိတဲ့လူမွေရေးဂီယူနာရှင်တူလို့ဆိုရမှာပါဝါးငါးလုံးကိုစီးပြီးကြတာနဲ့တပြိုင်နက်တည်းကိုကျော်မင်းကကဲကိုငယ်လေးကျွန်တော်တို့အချိန်မတော်ကြီးထရောက်ပြီးကျေးဇူးတင်ပါတယ်ဗျာအခုဝ ါနဲ့နေဖို့ဘယ်လောက်ကြလဲဗျာမပေးပါနဲ့ဗျာကျွန်တော်ပေးရမယ့်ငွေကိုနိုင်ရင်မှလိုအပ်တာထည့်သုံးလိုက်ပါကျွန်တော်ကူညီတာပါရေးဗျာကျေးဇူးတင်ပါတယ်ဗျာတောင်းမယ်ဗျာနော်ကိုကျော်မင်းတို့ဝါစီတန်းပြီးတော့ထွက်သွားတာနဲ့ကျွန်တော်ဟာလည်းပွဲရုံထဲကိုပြန်ဝင်ပြီးတော့အခန်းထဲမှာရှိတဲ့အိပ်ယာပေါ်မှာပြန်လဲလိုက်မိပါတယ်မြင်းဝါးလုံးနဲ့နှီးတက်စေတာတန်မိုးဟာ1450ကျပ်ဖြစ်ပါတယ်ကျွန်တော်ကဝါနဲ့နေဖို့မယူပဲစေတနာနဲ့ကူညီပေးလိုက်တာကိုကျင်းက်ပီတီဖြစ်နေခဲ့ပါတယ်တနေ့သောမနေ့ပိုင်းမှာတော့မျိုးစုံရက်ကွက်မှာရှိတဲ့လပိတ်ဆိုင်ဒီဇိုင်းမှာကျွန်တော်နဲ့ခင်မင်းရင်းနှီးတဲ့ကိုကျော်မင်းနဲ့စုံစည်းမိကြပါတယ်စပွဲ ွယ်ဝိုင်းမှာလက်ဖေးတောက်ကြလေစကားဆက်မိကြရင်လည်းကျွန်တော်ကကျွန်တော်ရဲ့ဘွယ်ုံမှာညဘက်တွေမှာဝါးဆွဲတန်ကြာရပြီးတဲ့နောက်အနေငယ်ကြရင်နာရီအတွက်ဝါးနီလာဝဲသူတွေရောက်လာတတ်တဲ့ကြောင်းကိုပြောပြမိတာကကိုကျော်မင်းကကျွန်တော်တို့ညဘက်လာဝဲတော့ကလည်းကျွန်တော်တို့မရောက်ခင်အဲ့ဒီလိုပဲဝါးဆွဲတန်ကြာရတာပဲလားဗျာဟုတ်တယ်ကိုကျော်မင်းအဲ့ဒီကိစ္စလွန်ခဲ့တဲ့3လလလောက်ထဲက3ညလောက်ဖြစ်ခဲ့ပြီဗျာခင်ဗျားတို့မလာမီဝါဆွဲတန်ကြရပါပဲမယ်ကျွန်တော်လည်းထားမကြည့်တော့ပါဘူးဗျာအဲ့ဒီနောက်တိတ်မကြပါဘူးဗျာခင်ဗျားတို့ရောက်လာပါပဲဆိုပါတော့ကျွန်တော်ကကြောက်လို့မဟုတ်ပါဘူး အဲ့ဒီကိစ္စကိုကုမိသားစုတော့ကျွန်တော်မပြောမိပါဘူးအခုကလည်းခမားနဲ့ကြုံကြိုက်တာမလို့ပြောမိတာပါကိုကျော်မင်းတယောက်ကလည်းကျွန်တော်ပြောပြတာကိုစိတ်ဝင်စားဖို့ရပြီးတော့တွေးဝင်နေရှာရင်းနဲ့ဟာ ခမားပြောတာဖြစ်နိုင်တယ်ဗျကျွန်တော်သတိရသွားပြီဗျဝါးနီးဝယ်ပြီးတော့လာတဲ့ညာလေကျွန်တော်တို့ပြန်လာတော့ကျွန်တော်နဲ့ပါလာတဲ့ကျွန်တော်တို့ကဝါးစည်းကိုထမ်းလာတာဗျလမ်းမှာထမ်းလာရင်လည်းသူ့ဝါးစည်းကိုတစုံတစ်ယောက်ကနောက်ကနေတစ်ချက်တစ်ချက်လှန်လှန်ဆွဲတယ်လို့ခံစားရတယ်လို့ပြောတယ်ကျွန်တော်ကလည်းသူပြောတာကိုဂရုမစိုက်မိပါဘူးဗျသူတက်တောင်လို့ဆိုပြီးတော့သူ့ဝါးစည်းကိုကျွန်တော်ပခုံးပြောင်းပြီးတော့ထမ်းယူလာလိုက်တယ်ကျွန်တော်ထမ်းလာရင်လည်းတစုံတစ်ယောက်ကနောက်ကနေလှန်လှန်ဆွဲနေတယ်လို့မျိုးခံစားမိတယ်ဗျဒါပေမဲ့လည်းကျွန်တော်စိတ်ထဲမှာတော့အမှတ်မထားလိုက်ပါဘူးဗျအိမ်ရောက်အောင်တော့ထမ်းလာခဲ့လိုက်တယ်နောက်ရက်တွေမှာကျွန်တော်တို့လမ်းထဲကပြောတဲ့ကြတာလွန်ခဲ့တဲ့ ဲ့၄လလောက်ကကျွန်တော်တို့လမ်းထဲမှာတည်ဆုံသွားတဲ့မောင်မြင့်ဝေဆိုတဲ့လူငယ်လေးကမကြုတ်ဘူးလို့လို့ဘာလို့လို့နဲ့ပြောတဲ့နေကြားတယ်ဗျ။အဲ့ဒီမောင်မြင့်ဝေဆိုတဲ့လူငယ်လေးကတော်တော်လူမှုရေးစိတ်သက်ရှိတဲ့လူငယ်လေးဗျ။ရက်ွက်ထဲကနာရေးကိစ္စရှိလို့ရှိရင်ကျွန်တော်တို့နဲ့တွဲပြီးတော့အမြဲဝိုင်းကူလုပ်ပေးလိမ့်ရှိရယ်။ခမရတော့မမေ့မှာမဟုတ်ဘူးဗျ။ရက်ွက်ထဲမှာညဘက်တည်ဆုံတဲ့လူရှိလို့ရှိရင်ဝါနဲ့နီကိုသူ့ကိုပဲအဝယ်လွတ်လိမ့်ရှိတာဗျ။ဝယ်တာတော့ခမရပွဲယုံပဲ तू ကသွားဝယ်တာ။ तू ကတည်ပြီးတော့မကြွမလွတ်သေးဘူးဆိုတော့ခမရပွဲယုံဝါလာဆွဲတာလဲ तू ပဲနေမှာဗျ။ကိုကျော်မင်းတယောက်ကမောင်မြင့်ဝေနဲ့ပတ်သက်တဲ့ကိစ္စ ာတွေကိုအကြောင်းစုံပြပြပြီးတော့မောင်မြင့်ဝေပေါ်မှာလည်းစိတ်ဝင်စားခြင်းဖြစ်ရပါတယ်သူကကွယ်လွန်သွားရှာပေမဲ့လည်းနာရေးကူညီတဲ့ကိစ္စကိုအစွဲလန်းထားသွားပုံရပါတယ်ပရာလောကသားတရားဖြစ်သွားပေမဲ့လည်းဂယုနာရှင်ပရာဟိတလုပ်ငန်းကိုလုပ်နေတဲ့ပုံမှာစိတ်မကောင်းဖြစ်နေမိပါတယ်ကျွန်တော်ကကိုကျော်မင်းနဲ့လက်ဖေးဆိုင်မှာစုံတွေ့ပြီးတော့စကားပြောရတာဟာတော်တော်လေးကိုအကျိုးသက်ရောက်မှုရှိသွားတယ်လို့ဆိုရမှာပါကိုကျော်မင်းကမောင်မြင့်ဝေမကျွတ်မလွတ်သေးတဲ့အကြောင်းကိုမောင်မြင့်ဝေရဲ့မိဘတွေထံမှသိစေလိုတာကြောင့်တွတ်ပြောတဲ့အခါမှာတော့မိဘတွေကလည်းသူတို့သားအတွက်စိတ်မကောင်းဖြစ်ကြပြီးတော့ကိုလွန်ခဲ့တဲ့၃ရက်ခန့်ကမောင်မြင့်ဝေကိုပ ြန်လည်စွန့်သွအလူဒါနပြုကအမြတမ်းပေးဝေလိုက်တဲ့အခါမှာတော့မောင်မြင့်ဝေဟာတာရုအနုမောဒနာခေါနိုင်ကကျွတ်လွတ်သွားပြီးဘဝကူးကောင်းသွားပုံရပါတယ်ယခုရက်တွေမှာတော့ညဘက်အချိန်မတော်အချိန်မှာပွဲရုံကိုမြင်းဝါငါလုံးနှီးတဆယ်သာလာဝဲကြသူတွေရှိပေမဲ့အဲဒီလူတွေမလာခင်မှာကျွတင်ပုံရင်နမိတ်တွေပြလေးရှိတဲ့ဝါဆွဲတဲ့လှူရှားမှုတန်တွေကိုတော့မကြရတော့ပါဘူးဒီပုံတိုင်းဆိုရင်တော့တေးကြပါတယ်မောင်မြင့်ဝေဟာကျွတ်လွတ်သွားခဲ့ပါပြီဇလန်းလေးကတော့ဒီမှာဒီမဲ့ပြီးဆုံးသွားခဲ့ပါပြီဗျဇလန်းလေးကိုစုံနေဒီလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပ ြန်တွေ့ကြမှာနော်မနေ့ပြန်နေမနေ့ပြန်နေမနေ့ပြန်နေဆိုတွေ့ပြီးတော့ဘာဖြစ်လို့စိတ်ညစ်နေရလဲအရေးကြီးဆုံးကဒီနေ့ပဲသင်ကိုယ်တိုင်သင်ကိုယ်တိုင်တိဆောက်ရလိမ့်မယ် တကူကြီးစွမ်းဆောင်ရည်ပြိုးရတဲ့ professional တယောက်ဖြစ်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့ profit mobile ဖုန်းပြင်သင်တန်းကြောင်းကြိုဆိုလိုက်ပါတယ်ဗျာကျွမ်းကျင်တဲ့ဝါရင်ဆရာတွေကနေထိရောက်တဲ့သင်ကြားမှုစနစ်တွေနဲ့စာတွေ့ရောလက်တွေ့ရောတူးချင်းစီကိုစိတ်ရှည်လက်ရှည်နဲ့အသေးစိတ်သင်ကြားပေးနေတဲ့သင်တန်းမှာနားမလည်လိုက်တဲ့သင်ခန်းစာတွေအတွက်ကိုလည်းအချိန်မရွေးပြန်လည်သင်ကြားနိုင်တဲ့အခွင့်အရေးကိုလည်း profit ကပေးထားပါသေးတယ်ကျွမ်းကျင်အောင်မြင်တဲ့သင်တန်းသားပေါင်းထောင်နဲ့ချီကိုမွေးထုတ်ပေးခဲ့ပြီးတော့လက်ရှိမှာလည်းသင်တန်းသားပေါင်းများစွာကိုသင်ကြားပေးနေတဲ့ဘဝအမှန်ကန်ချက်ရှိတဲ့တခုတည်းသောသင်တန်းကြောင့်မှာဖုန်းစာပစ်ဆိုင်တွေမှာဝင်ရောက်အလုပ်လုပ် က်ကင်မလားကိုပိုင်ဆိုင်ဖွင့်မလားဒါမှမဟုတ်ဖုန်းရောင်းဝယ်လုပ်မယ်ဆိုတဲ့သူတွေအတွက်ကိုလည်း profit mobile phone မြင့်တင်တဲ့ကြောင့်ကိုတက်ရောက်ပြီးတာနဲ့ကိုကြိုက်နှစ်သက်ရာကိုယုံကြည်မှုအပြည့်နဲ့ရွေးချယ်ရှောက်လန်းနိုင်မှာပဲဖြစ်ပါတယ်။နေကလာတက်ကြမယ်တင်တဲ့သားတွေအတွက်ကိုလည်းနေဖို့ထိုင်ဖို့အဆောင်အစားတင်တဲ့ကပဲစီစဉ်ပေးပါလိမ့်မယ်။ကျန်တဲ့သိကျင်သေးတဲ့အသေးစိတ်အချက်လက်တွေကိုတော့ profit mobile phone မြင့်တင်တဲ့ကြောင့်ရဲ့ Facebook page ကနေပဲဖြစ်ဖြစ်ဒီရောက်ကဖုန်းနံပါတ်လေးတွေကနေပဲဖြစ်ဖြစ်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။စိတ်ကူးအိမ်မက်တွေကိုဖန်ပြီးပုံဖော်နိုင်မဲ့တင်တဲ့အစီမိုဘိုင်းဖုန်းမြင့်တင်တဲ့မှာဆို profit